ရှင်နာပရနေမသုံးစံငါလူရာနာပြုခဲ့လေနဲ့စပြီးတော့မူလနဲ့ဖြာကြောင်းကျူရှာဆိုတာလေးကိုအလေးချင်လို့ပါเนาะအဲ့တော့မူလနဲ့ဖြာကြောင်းကျူရှာလိုက်တော့ပရမသောအာယုပြုထားလိုက်ခန္ဓာ၅ပါးကစချ ကိုရထားတာကိုရှိထားတာကသူတော်ကောင်းတို့ခန္ဓာ၅ပါးဟုတ်တယ်မလားမှန်ပါဗျာအဲ့တော့ယောဂီတို့ပဲခေါ်ခေါ်ဒကာကြီးတကမာကြီးတို့ပဲခေါ်ခေါ်ဒကာကြီးတို့တကမာကြီးတို့ကိုရှိတာလေးပြောပါဆိုရင်ခန္ဓာ၅ပါးကိုရတာလေးပြောပါဆိုရင်ခန္ဓာ၅ပါးခန္ဓာဘယ်နှပါးတဲ့ပါပါ ဟုတ်ပြီပါလေပါလေရိမေခန္ဓာဝေနေခန္ဓာသိနေခန္ဓာသင်္ခါရေခန္ဓာဝိညာဉ်ရေခန္ဓာဘယ်နှပါတော့မရှိတရားလားရှိတရားလားဟုတ်တယ်ရှိတယ်တကယ်အရှိယောက်ျားမိန်းမဆိုတာကအရှိတရားလားမရှိတရားလားရှိပါဗျာ မရှိတာကပညာမရှိတာကဘာတော့ပညာပါဗျာရှိတာကပရမရှိတာကဘာတဲ့ပညာပါဗျာပြန်ပြောလိုက်စဘာတဲ့လဲမရှိပညာရှိပရမပြန်ပြောလိုက်ပါတယ်မရှိတာရှာရင်ရနိုင်ပါမလားမရှိတာရှာရင်တွေ့နိုင်ပါမလားတွေ့နိုင်ပါဘူး ကဲလို့ဆိုရင်တို့ကဟောဒီကညာညာနဲ့ယောက်ျားမရှိဘဲနဲ့ယောက်ျားအနေဆတော့ယောက်ျားဖြစ်ပြဲလို့လိုက်လိုက်ရှာရပါဗလားမရပါဘူးဗျာယောက်ျားဆိုတာတခြားလားပညာလားမရပါဘူးဗျာပညာကတခြားလားမရှိတဲ့တရားလားမရပါဘူးဗျာမရှိတာရှာနေရင်မရမှသိကြတာပေါ့ဟုတ်တယ်မလားသိအောင်ရှာရယ်ဘယ်တော့မှရမှာမဟုတ်ဘူး အလုံးမရတော့မရှိမှမရှိပဲနဲ့ကဲဒါပြင်ရှိတာလေကလူလနလယောက်ျားလမိန်းမလခန္ဓာ၅ပါးလားဘုသူတည်းကြည့်ရပါတဲ့တော့ဒါပြင်ညာနဲ့ကြည့်လိုက်တော့ဒီခန္ဓာဘသူကြောင့်ဘသူကြောင့်မြန်ရတာတုံးဆိုရင်သူကြောင့်ရတာဘသူကြောင့်ရတာတဲ့လေဘသူနဲ့ဘသူနဲ့လေအဝိဇ္ဇာနဲ့တေခါ ဘာမူလလဲဝိဇ္ဇာမူလကတည်တောင်ပြီးလိုက်လို့လူတွေဖြစ်သလားနတ်တွေဖြစ်သလားခန္ဓာတွေဖြစ်သလားဒီလိုဆိုရင်ဝိဇ္ဇာနဲ့သင်္ခါရကအကြောင်းတရားပေါ့နော်ဘယ်ွယ်သေးပါတယ်လေဘာမူလတဲ့လေဟုတ်ပြီတခြားတရားလားအကြောင်းတရားလားအကြောင်းပေါ်ညံမရှင်းရင်တော့ဖြင့် ဘယ်ကိလေသာလာမှာပဲလဲအကျိုးကိုအကျိုးယုံ nant ကိုအကျိုးယုံ nant လို့မသိရင်တော့ဗာဒိဋ္ဌိကပ်ပါတယ်တော့ဒီလိုဆိုရင်ရတဲ့ဘဝလေးပဲခိုင်းနေမြဲတဲ့မထင်ဘူးလားထင်နေတာလားဗာဒိဋ္ဌိကပ်ပါတယ်ဗာဒိဋ္ဌိကပ်ပါတယ်အဲ သတ္တရဒိဋ္ဌိကရင်လွယ်အောင်မှာပဲနော်ဘာရမှာတဲ့တော့ဖတ်ရအလူလူရင်နောက်ကြတော့လက်တရရဲလာမှာဒီဒိဋ္ဌိရှိရင်ဒီနိဗ္ဗာန်နဲ့လွယ်မှာဒီဒိဋ္ဌိရှိရင်ဒီအပေသွားရမှာဒီခန္ဓာကြီးလည်းထားကြရမှာဒီတိုက်ကြီးလည်းပါတဲ့တော့ဒီသားတွေသမီးတွေလည်းပါတဲ့လေ ထားပြီးဘယ်သွားမှာလဲလေဘသူရောက်သွားရပါတယ်တက်ကြီးထဲမှာဘသူနဲ့နေတာတဲ့လေအိမ်ကြီးထဲမှာဘသူနဲ့နေတာတဲ့တော့မိုက်လှကြီးလားညံနေရှိပါရဲ့နဲ့အဲသိစရာတွေရှိပါရဲ့နဲ့အဲမိုက်လုံးတန်လှကြီးလားဘသူတော့ဗာဒိသီသာသာ ယောဗာဒိဋ္ဌိသဒ္ဒနာဒိဋ္ဌိသူအမြဲတမ်းခိုင်လိမ့်မယ်မြဲလိမ့်မယ်ဟောဒီကမိသားစုကြီးနဲ့သူမျက်နှာကြည့်လိုက်ကိုယ်မျက်နှာကြည့်လိုက်ဟုတ်တယ်မလားအမြဲလေရမယ်လို့မထင်ဘူးလားထင်သလားလူတွေလားဘုန်းကြီးတွေလားဘုန်းကြီးတွေပါဘုန်းကြီးဟောပဲဘုန်းကြီးတွေကလို့ဘုန်းကြီးတွေလွှဲပဲချတယ်လူတွေလားဘုန်းကြီးတွေလားဘုန်းကြီးပါဗျာဟမ် အာဘုန်းကြီးတွေကလည်းခန္ဓာ၅ပါးနဲ့ပါပဲလေနော်မလင်မောရောက်နေတာကိုပြောရှင်လို့ပြောရသို့သောဂွင်လဲကတော့အပြင်ထွက်မသွားစေနဲ့ဟုတ်တယ်မလားပြေသာပြေသတ္တရာဣဒိဋ္ဌိဆိုတာကိုယ်နိုင်ကခိုင်းကျင်တာမြဲကျင်တာကလူတွေနဲ့ဘုန်းကြီးတွေနဲ့ဘယ်သိင်းကများတာဘယ်လိုရောက်လဲဟဲ့ သူတို့ကဆွဲတာကဘီ40 60ဘယ်လိုလဲဘယ်လိုလဲနှစ်ဧကနဲ့သုံးဧကနဲ့တစ်ချောင်းဆောက်လို့လည်းမပြီးနောက်တစ်ချောင်းလည်းမပြီးဘယ်သူကများဩအမျိုးမျိုးလုံနေခုနရတော့လူတွေကများတယ်နော်အဲ့တော့သတ္တရဒိဋ္ဌိဆိုတာကမျက်စိအောက်ကအပြောင်းမခံရင်လားနော် အဲ့တော့အမျက်စီရောက်ကပြောင်းမခံရင်မူတကကြီးတွေကလည်းဘယ်လိုပဲဖြစ်ဖြစ်တဏ္ခလိမ့်လိမ့်မလိမ့်လိမ့်မြင်းလျရရင်ပြီးတာပဲနော်မလေးကလည်းရေလေးသွားချိုးတယ်မချိုးမနေပါလဲကွာဒီတိုင်းမြင်းနေရင်ပြီးတာပါပဲဟုတ်တယ်မလားပြောဗာဒိသိတဲ့လေဈေးသွားမယ်ပြောတာတောင်မှဟမ် အဲ့တော့သင်္ချာစီစစ်ပြီးတော့အေးအေးစီစီဝေခဲ့အေးအေးချမ်းချမ်းဝေခဲ့လို့မာလိုက်ချာလာမြန်မြန်ပြန်ခဲ့လို့မာလိုက်ချာလာဘသူလက်ချက်ပါလေဘသူကမာတာတဲ့လေဘသူရှိလို့မာတာတဲ့လေမပြောမဆိုပဲနဲ့မြန်ကုလကဗျာစတကတဲ့အဝိဇ္ဇာလေးအပြင်းစင်ဝှက်ထက်ပြီးအပြင်းမြန်း ထွက်သွားရင်ဒါကဘယ်လဲလို့မမေးပဲမေးနိုင်ရဲ့လားဘယ်သိရှိပါလေဟဲ့သတ္တဒိဋ္ဌိဆိုတာကစွဲတာနော်ပါတဲ့တော့အဲဟိုတော့ဟိုတော့အမေကြီးနဲ့အဖိုးကြီးဘသူနဲ့ဘသူတဲ့တော့ မေကြီးနဲ့ဖိုးကြီးအမေကြီးကလည်းအသက်80အဖိုးကြီးကအသက်85နှစ်အဲဘာဖြစ်ကြလဲအဲအဖိုးကြီးကဘယ်လောက်တော့85နှစ်ဆိုတော့ဖိုးကြီးကလည်းတခြားလက်ခံလာရထားသလားတနေ့တော့ဖိုးကြီးကအိဋ္ဌမရောက်ဘူးလားရောက်သွားသလားမရောက်ပါဘူး ဟမ်အနိစ္စရောက်သွားတဲ့အခါကျတော့အမေကြီးအသက်80ကအဲသုံးတန်ရောက်တော့သားကြီးတွေလည်းအသက်60သမီးတွေကလည်း55လိုက်ပို့ကြအဖေတွေတော့လိုက်မပို့ဘူးလားပို့သလားပို့ပါဗျာပို့တဲ့အခါကျတော့အမေကြီးကလူရှုပ်ရှုပ်သုံးတန်ဟမ်ကျွင်းနဲ့ချကနေကြတော့နေကြပါအောင်နေကြပါအောင်ဆိုပြီးတော့လေ အာရပါရကြည်ပါရစေလေ။ဗါတဲ့။အိမ်တော့မမြင်ရလို့လား။မြင်ပါပါဗျာ။ဟင်။ဒီရတဲ့မဲ့ခုနကငိုတော့ဘယ်လိုငိုသလဲဆိုတော့ပေါင်းရတာဘာလို့လို့နဲ့ကညာပြူတာတူလှကြည့်ရဲ့တဲ့။ဟင်ပြောပါတော့။ဗါသိရှိလေ။ ဘာသာနဲ့လေဒိဋ္ဌိသာဒိဋ္ဌိသာအမေကြီးလေကလီးမတ်တယ်ဦးရှာနေတာဟဲ့လေဗျာသားတွေက60ကျော်သမီးတွေကလည်း90ကျော်လူကြားတဲ့မှာဟမ်သူ့ကိုသူလည်းကညာပြုတယ်သူ့ကိုသူပါလေတော့ကညာပြုပါဗျာကညာပြုကဘာဖြစ်နေတာလဲ တာတူနေတာနှစ်ပေါင်းဘလောက်ပေါင်းခဲ့တာတဲ့တော့အသက်80ပေါင်းခဲ့တာတော့ဗါတဲ့လေအမေကြီးဗာပြောက်တဲ့အတန်နဲ့လေဗာတန်နဲ့လေရသေးရွာတယ်မှာအဲ့ဒါတွေနဲ့ပြီးနေတာနော်ဒီသေးစီတွေဘေးရမန်းနဲ့မသိဘူးအဲ့ဒီတက္ကရာဒိဋ္ဌိလည်းဘေးရမန်းနဲ့မသိဘူး ဟုတ်တယ်မလားတယောက်တယောက်80ကျော်နဲ့80နဲ့ယူလိုက်ကြရလိုက်ကြချက်ပြုတ်ကြီးလိုက်ကြဟုတ်တယ်နော်အဲဒါလူနဲ့နေယုံနဲ့ဟောဒီကနိဗ္ဗာန်ကလက်ခံလို့ရပါမလားအဘူးကြီးကလည်းသေတော့ပဲသွားမှတဲ့လေအမေကြီးကညာပြူကလည်းဘာလဲဆွေးနေတာတဲ့လေသတ္တရာသိရှင်နဲ့ အဲ့ဒါကတော့ကြံခံပြီးတော့ဖြစ်ဖြစ်တတ်တဲ့ဟာလေးဘုရင်ကဖြစ်စဉ်ဂိုက်ခတ်လေးခွက်ခတ်လေးနဲ့ပြောပြတာခိုင်းနေအဲဘုရင်ကဒီရင်ပါတယ်ငါကငါဟာယူရပါသေးသည်ဒီရင်သစ္စာဒိဋ္ဌိကဘယ်လိုတော့ခိုင်နေမြဲတယ်တည်တယ်တတ်တယ် ဘဝကူတဲ့ဘဝပြောင်းလဲအသက်ထွက်တဲ့လေးပြလွဲ့နေလို့ယူရဲ့သတ္တရာသတ္တရာနေဆိုင်တာပြောနေတော့နာရီယာညီးမွေသွားဒါပြမီခိုင်နေမြဲတာရလာပြမီမှတ်တယ်မလားအဲ့တော့ခုနကမျက်လုံးလေးကြည်အောင်ဟောဒီသတ္တသတ္တရာဒိဋ္ဌိယဘာလဲတူတယ်လဲဆိုရင်ဟိုတော့ကအမေကြီးနဲ့အဖူကြီး နော်တယောက်တယောက်မျက်စိအောက်ကအပြောက်ခံနိုင်ရဲ့လားအပြောက်ခံနိုင်ရဲ့လားဗာဒိရှိတဲ့တော့အမေကြီးအသက်ဘယ်လောက်ရှိပြည်တော့အဘိုးကြီးအသက်ဘယ်လောက်ရှိပြည်တော့အဲဘယ်သူကယင်သေးသွားတော့သေးသွားတော့တန်လိုက်မပို့ရဘူးလားမရှိပါဘူးခင်ဗျာအမေကြီးနဲ့သာသမီးတွေလည်းမပါဘူးလားပါပါ အမေကြီးကလူရှုပ်ရှုပ်ဘလုံကုန်လိုက်တာလေတော့အမူရလေးရလဲဖြစ်ရအောင်ပါနော်ပေါင်းရတာပါလူလူနဲ့ကညာကညာပြူတာတုလှကြည့်ရဲ့ရင်ဘတ်ကလေးလဲနှိမ့်တော့ဟဲ့ကညာပြူอ่ะလေ တကယ်အသက်80တာတူသေးတယ်ဘလောက်များပေါင်းရင်လာတော့မေးလိုက်ချင်တယ်ဟမ်အဲ့တော့ဗာတဲ့ကြီးမေကြီးအကြောင်းပြောခြင်းလို့လားဒိဋ္ဌိအကြောင်းပြောခြင်းလို့လားဒိဋ္ဌိအကြောင်းပြော မေကြီးကခွဲနေခြင်းလားလားအတူနေခြင်းလားလားအဖိုးကြီးကခွဲသွားတော့မေကြီးကဘာဖြစ်ကြံခဲ့တာတဲ့တော့ဟင်ဘာဖြစ်ကြံခဲ့တာအမလီခုနကမေကြီးမှာတော့ကလေးနဲ့မစားနိုင်မတော့နိုင်တမိုင်မိုင်တွေတွေနဲ့ဘာဖြစ်နေတာတဲ့ အဲဒိဋ္ဌိကနှိမ့်ဆက်နေတာဘယ်သူကနှိမ့်ဆက်နေတာတဲ့တော့အဲနေအဖိုးကြီးမရှိတော့နေကုဘယ်နဲ့လုံးမလုံးဘယ်သူကကြွက်ချောက်ပေးမလုံးသူကဘယ်သူကကြက်ချောက်ပေးမလုံးမပြောဘူးလားပြောသလားဘယ်သူကပြောတာတဲ့လေအမလေးဟိုနေရာလေးရွှေ့ထိုင်လိုက်ဒီနေရာလေးရွှေ့ထိုင်လိုက်ဗိုက်သေးကလည်းဟာဟိုဟိုကြီးဘသူမျောရမှမသိပါဋိဋ္ဌိဖြစ်နေတာတဲ့တော့ မသေးရှာဘူးလားသေးရသလားသေရောက်မှဘာသေးစီရောက်လေဘသူဆွဲနေတာလေအဘိုးကြီးဆွဲနေတာသုံးနှစ်ပြည့်လို့လည်းပဲအဲကုလည်းကမပြည့်ဘူးအဘိုးကြီးကင်သွားတဲ့ဓမ္မလေးကြည်လိုက် အမလေးဟောတာလေအိမ်ကလူကြီးကြိမ်သွားတဲ့ဓမ္မလေးဆိုပြငူပြမိနော်ပြောဗာဒိစီပါလေမရဲအဲ့ဒီကအဖေ့အဝတ်စားတွေပစိုးတွေအင်းကြီးတွေပြီးလိုက်ပါဗျာအိမ်နီနာချင်းတန်နေစားတဲ့မရပြေးမဲ့ပြောတာလားပြောပါဗျာဟင်ဟာတဲ့တော့ပါပါ လင်းလေးလင်းလေးကိုလည်းကလူမကြည့်ရတော့ဘာလေးကြည့်နေတာတဲ့တော့ဘယ်စုံလေးအင်းကြီးလေးကြည့်လိုက်ပြုံးကလာမဲ့နေသလားဘာသိသိပါလေမင်းပြုံးနေသလားမဲ့နေသလားကြီးနေသလားငိုးနေသလားဘာလေးကြည့်ပြီးတော့ငိုးနေတာတဲ့တော့သတ္တလဒိဋ္ဌိ ရွာတဲ့ဖြစ်စဉ် gait ကလေးနဲ့လည်းပြောရမှာနော်။နောက်ကိုယ့်အကူလည်းတွေးစားကိုယ့်အကူလည်းကိုယ်နဲ့ငါသတ္တရဒိဋ္ဌိကငါဘယ်လိုဟာတော့ဆိုကိုယ့်အကူတွေးကိုတွေးစားလေးတာနဲ့သူများကိုထည့်ပြီးတော့ပြောလိုက်ဖြစ်စဉ် gait ဆိုတာလေးပါရမယ်နော်။ဒါကြတဲ့ဩဒီအဝိဇ္ဇာနဲ့သင်္ခါရကတခြားလားအကြောင်းတရားလား။ ရတဲ့ခန္ဓာကတရားလားယူတရားလားအကြောင်းကအယူကအဲ့တော့ဆရာတော်တို့စချရဲ့ဘုရားနဲ့ချနော်ခန္ဓာကကိုယ်အရှင်ကိုရှိတာကခန္ဓာဘယ်နှပါဘုရားဘသူတွေပါလေဘုရား န္တာပလမ္ပမိုးဘောကကြလာတာနော်ဘယ်သူနဲ့ဘယ်သူကြောင့်ရတာတဲ့တော့အကြောင်းရှိရင်အကြောင်းချုပ်ရင်အခုတော့အကြောင်းနဲ့မလုခဲ့ဘူးလားလုခဲ့တာလားအကြောင်းပေါ်ညမရှင်းရင်အကျိုးလိုမသိရဘာဒိဋ္ဌိလာမာတဲ့တော့ ဟုတ်ပြီဘုရားအကြောင်းပြက်နေတာမသိဘူးခိုင်ကျင်လာမြဲကျင်လာပါသေးသည်သိရင်ပြက်မယ်ယူတာပါသေးသည်ဒါပြက်ဒီဒိဋ္ဌိတွေဘုဇိကိစ္စတွေလာရတာတခြားကြောင့်လားပဋိစ္စသမုပ္ပါနာမလဲလို့လားပဋိစ္စဆိုတာတခြားလားကြောင်းလား သမုပ္ပါဆိုတာကသမုပ္ပါဗျာ။ဒါပြပရိစ္ဆာသမုပ္ပါကနဲ့လေးနဲ့တဲ့ခဲ့လေခဲ့တဲ့သိနိုင်ဖို့ရာလွယ်သလားခဲ့ခဲသလားခိစ္ဆာကိုမဟုတ်စရာတော့ကြီးကလွယ်အောင်ပြောခဲ့တော့အကြောင်းဘုံညာရှင်ဘေကိလေသာစေအကြောင်းလို့ရင်ဗာဒီရမာတဲ့တော့ဗာဒိဋ္ဌိမြုပ်သွား အဖေအကြောင်းလေးတည်းပြုပြီးတော့တက်အွက်သေးတယ်မနေခဲ့ဘူးလားနေခဲ့သလားနေလို့ဆိုရင်ဗာဒိတိခိုင်နေခိုင်သလားမြဲသလားပြက်သွားပလားဘယ်အွက်သေးမှပြက်ခဲ့တာတယ်ဘယ်တော့ကပြက်ခဲ့တာတယ်အပြက်မြင်ရင်ဗာဒိတိစင်ပါတယ်လေ အကြောင်းလေးပြပြမယ်လို့အကျိုးတရားလေးတော့မထားခဲ့ဘူးလားထားခဲ့သလားဒါလို့ဆိုရင်ပြတ်တယ်တောက်တယ်ယူတဲ့ဗာသိတိပြတ်သွားဗလာခန္ဓာထားခဲ့ဗလာသနခါလိမ့်မို့လားရှိဖို့လားဘယ်သူနဲ့ရှိရမှာဖြစ်မြကဗာသစ္စာ ရှုတဲ့ဉာဏ်ကဘာသစ္စာသေရာကဘာသစ္စာအမေရကပိတ်သွားတာကဘာသစ္စာတဲ့လေပြပြကဘာသစ္စာရှုတဲ့ဉာဏ်ကဘာသစ္စာသမှုတရားလေးတရားနေလို့ရရသေးတာလားသေရာကဘာသစ္စာ ဒုက္ခတွေမသိဘူးလားသိသွားပါလားသိပါပါဘုရားသိနာကဘာသစ္စာသိပါပါဘုရားအဲ့ဒါလေကိုဆရာတော်တို့ဘုရင်ကမူလနဲ့ပြဆူယူထားပြီးတော့ဒီကနေ့ခုကိုအရှိယခန္ဓာ၅ပါးဘိုးဘောကကြာလားဘသူကြောင့်ရတာတော့အကြောင်းကြာရောဘသူကြောင့်ရတာလဲတော့ ကိုရှိတာကခန္ဓာဘယ်နှပါ။ဟုတ်ပါဗျာ။ဒီခွက်ကလေးချရမှာလား။ဟုတ်ပါဗျာ။ဘာခွက်ချရမှာလဲ။ခန္ဓာခွက်ဆိုတော့ခန္ဓာဘယ်နှပါတဲ့တော့။ဟုတ်ပါဗျာ။အဲဆရာတော်တို့ချဖို့လက်ကလေးနဲ့မျက်လုံးလေးနဲ့မြင်ထား။ဆရာတော်တို့ကိုရှိတာကခန္ဓာဘယ်နှပါ။ဟုတ်ပါဗျာ။နော်။ပြင်မရောက်တဲ့ဆရာတော်ကစလိုက်။စလိုက် ဟမ်အောက်ကကိုလည်းကမှားသွားရအောက်ကထောက်နေမယ်မဟုတ်ဘူးဆရာတော့ဟမ်ဒီလိုရှာမှာမဟုတ်ဘူးဒီလိုရှာရမှာအောက်ကထောက်နေမယ်ဟုတ်တယ်မလားကိုရှိတာကမရှိတာကယောက်ျားမိန်းမလူတွေလက်တွေအဲ့ဒါတည်းကတခြားလားမှဲ့ထားသလားကဲပြန်ပြောကိုရှိတာကရေတိုက်စမ်းပါ န္ဓာဘယ်နှပါတော့မိုးဘော်ကကြာသာလာဖယားကဖန်ဆင်းတာလာဗြဟ္မာကြီးကဖန်ဆင်းတာလာဘသူနဲ့ဘသူရောက်ရတာတဲ့ဘယ်အွက်แท้มาတဲ့တော့ဘယ်တော့ကတဲ့လဲအဲလူလတ်နာလာတရားလာဘာတရားတဲ့အကြောင်းတရား ပြောပါတရားတဲ့ပါပါပါအဲရတာကတခြားလားဂျူတရားလားပါပါပါရှိတာကတခြားလားအကြောင်းနဲ့အကျိုးနဲ့လားပါပါပါဘာလဲပါတော့အကြောင်းပေါ်ညာမရှင်းရင်တော့အကျိုးလို့မသိရင်တော့ဒိဋ္ဌိတွေမလာဘူးလားလာတာလား ဒါဖြင့်လာတဲ့ဒိဋ္ဌိဒီတိုင်းနေရဲ့နိဗ္ဗာန်ရနိုင်သေးလားမရပါဘူး။ဘသူနဲ့လွေးရမှာလဲတော့ဘသူမရှိလို့ပါလေ။ဘသူမပေရသေးလို့ပါလေ။ဘာနာမလဲလို့ပါလေ။အဲအဲ့တလူလေးစီကဲအကြောင်းပေါ်ညာရှင်းလိုက်တော့မုဂုတ်ဆရာတော်ကြီးကရှင်းအောင်ပြတာနော်။ဘေကိလေသာသေးသွား အကျိုးခန္ဓာဟိလို့သိလိုက်တော့ဘယ်သိစီပြောအကျောင်းလေးတွေပြုတ်ပြီးတော့ပြက်သွားပြီဟဲ့လို့မြင်လိုက်ရဘာသိစီသိအကျောင်းပြက်ပြီမယ်လို့အကျိုးတော့မထားခဲ့ဘူးလားထားခဲ့သလားပြက်သွားသလားရှိနေသလားဘာသိစီပြောတခြားလားရှိဖို့ထားခဲ့တာလား ဖြစ်ပြန်ကဘာသစ္စာမြင်နဲ့ညာကဘာသစ္စာသေရာကဘာသစ္စာဒုက္ခတေသိသွားတာကဘာသစ္စာဖြစ်ပြန်ကဘာသစ္စာပွားတဲ့ညာကဘာသစ္စာသေရာကဘာသစ္စာ အဘိဓကပိတ္တာကဘာသစ္စာပြန်ပြန်ချတတ်ပါလားနောက်ကိုနေရာလေးရောက်ရင်ဒီကနေ့နေခင်ပြလင်မော်တဲ့ရင်အဲ့ဒါလေးစမူလနဲ့ပြထားလိုက်တော့ဆူယိုးကိုထားလိုက်တော့ဟုတ်တယ်မလားမှန်ပါဗျာအားမအောင်ချက်လွယ်လွယ်လေးရနော် พียนไรมีหลุดโดยใจอย่าอ่อนดาลุกโคจา